ဟုတ်ပြီပထမဦးဆုံးဦးနိုင်ကငါးပရိတ်ကစားတဲ့လမ်းကြော်လေးကိုဦးနိုင်ရှင်းပြမယ်ပေါ့နော်ပရိတ်ငါးကိုဒီပွဲမှာဒီအခုပြမယ်လိုက်မှာပရိတ်ငါးကဏ္ဍလေးရှင်းပြမယ်နော်ထိတ်သုံးလုံးအထောင်နှစ်ပေါ့ဒါစီကြောကိုအပြည့်ဆုံးဦးနိုင်ထည့်မထားဘူးနော်ထိတ်သုံးလုံးကနှစ်ပရိတ်ငါးအဲ့ဒီပရိတ်ငါးဒီ1 2 3 4မှာ ငါးပရိတ်ကငါးပရိတ်လို့ကြားတယ်နော်သူ့ရဲ့ဘေးကနေရီလိုက်ပေါ့တနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်မြောက်ပါထိတ်စီးသုံးလုံးအထောင်ဒီနှစ်ပရိတ်ငါတပင်းနှစ်ပင်သုံးပင်လေးပင်ပါလေငါးပရိတ်ကငါးပရိတ်လို့သူရိုက်တယ်ပေါ့နော်ကဲဟုတ်ပြီဒါဆိုရင်တနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်မှာလေထိတ်စီးသုံးလုံးအထောင်နှစ်ပရိတ်ငါတနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်မှာလဲငါးပရိတ်ကငါးပရိတ်လို့သူကရိုက်မှာပေါ့နော် အဲ့တော့အဲ့ဒီလိုင်းကလည်းဒါပရိတ်ငါးကိုလူကစားတဲ့ပေါ့နော်ထိတ်စည်းသုံးလုံးနှစ်ကြောင့်ငါးပရိတ်ကငါးပရိတ်လို့ကစားတယ်ထိတ်စည်းသုံးလုံးနှစ်ကြောင့်ငါးပရိတ်ကငါးပရိတ်လို့ကစားတယ်ထိတ်စည်းသုံးလုံးပေါင်းခြင်းနှစ်ကြောင့်ငါးပရိတ်ကငါးပရိတ်လို့ကစားမယ်ဒါငါးပရိတ်တစ်မျိုးပေါ့နော်ကဲဟုတ်ပြီဒါဆိုရင်နောက်ထပ်တမျိုးွားကြတော့ဦးနေတို့ဒီမှာเนาะကစားဝင်ကစားနည်းလေးအင်မတန်ကောင်းတယ်ဒီသုံးလုံးပေါင်းခြင်းဟာ ကိုရဲ့ဇောင်းမှာဒီသုံးလုံးပေါင်းခြင်းကခွန်ခွန်ရဲ့ဒီဇောင်းမှာဒီသုံးလုံးပေါင်းခြင်းက6เนาะသုံးလုံးပေါင်းကိုသုံးလုံးပေါင်းခွန်သုံးလုံးပေါင်း6လို့ကစားတယ်ကိုခွန်6လို့ပုံဒီကစားတယ်ကစားပြီးတာ ਨੇ ဒီနှလုံးပေါင်းခွန်ကပရိတ်ခွန်လို့ရိုက်ပြီးဒီနေရာမှာခွန်ပရိတ်လို့သူကရိုက်မှာเนาะသုံးလုံးကိုသုံးလုံးခွန်သုံးလုံး6လို့ကစားတယ်ကစားပြီးတာ ਨੇ ဒီနှလုံးခွန်ပရိတ်ခွန်လို့ရိုက်လို့အဲ့ပရိတ်ခွန်ကဒီနေရာမှာပရိတ်ခွန်လို့သူကစားမှာ ဟုတ်ပြီဒါဆိုရင်သူ့ရဲ့ဒီဇောင်းကိုတပင်းနှစ်ပင်းရဲ့ဘေးမှာဒီသုံးလုံးပေါင်းဒီကိုးလို့ပြန်ဖြစ်တယ်ကိုးပြီးတော့ဒီသုံးလုံးပေါင်းခွန်းလို့ပြန်ဖြစ်တယ်နော်ကိုးခွန်းဒီသုံးလုံးပေါင်းဟာ6လို့ပြန်ဖြစ်တယ်နော်သုံးလုံးကိုးသုံးလုံးခွန်းသုံးလုံး6လို့ဖြစ်တယ်အဲ့လိုဖြစ်လိုက်တာ ਨੇ ဒီနှလုံး6ကဗရိတ်6အဲ့ဗရိတ်6ကဒီမှာ6ဗရိတ်လို့သူကကစားတယ်နော်အင်မတန်တတရရလေးကစားတော့တာတွေ့ရတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်နောက်တစ်ခါဦးနိုင်တို့အားဒီမှာတပင်းနှစ်ပင်းရဲ့ဘေးမှာလည်း ဒီသုံးလုံးပေါင်းကြီးကကိုးလို့ဖြစ်တယ်။ကိုးရဲ့ဇောင်းမှာလည်းဒီသုံးလုံးပေါင်းခွန်လို့ဖြစ်တယ်။ခွန်ရဲ့ဇောင်းမှာလည်းဒီသုံးလုံးပေါင်းကြီး6လို့ဖြစ်တယ်။သုံးလုံးကိုသုံးလုံးခွန်သုံးလုံး6လို့ဖြစ်လိုက်လို့ဒီနှလုံးငါဗရိတ်ငါအဲ့ဒီဗရိတ်ငါဒီဒီနေရာမှာဥနိုင်ငါငါဗရိတ်လို့ကစားရှင်တာပေါ့နော်။စီစော်လိုင်းလေးတွေသူ့ရဲ့သွားလာပုံလေးတွေကအင်မတန်ချစ်စရာကောင်းတဲ့ site လေးတွေဖြစ်တယ်ပေါ့နော်။၃လုံးပေါင်း၉၃လုံးပေါင်း၇၃လုံးပေါင်း၆လို့၉ခွန်၆ ဖြစ်ခဲ့လို့ဒီနှလုံးခွန်ခွန်ပရိတ်လို့ရတာ ਨੇ အဲ့ခွန်ပရိတ်ဒီဒီမှာပရိတ်ခွန်လို့သူကစားတယ်ဒုတိယကံမှာ၃လုံးပေါင်း၉၃လုံးပေါင်းခွန်၃လုံးပေါင်း၆လို့ဖြစ်လို့ဒီနှလုံး၆ကပရိတ်၆အဲ့၆ပရိတ်က၆ပရိတ်လို့ရိုက်တယ်နော်တတိယကံမှာလည်း၃လုံး၉၃လုံးခွန်၃လုံး၆လို့ဖြစ်လို့ဒီနှလုံး၅ဒီပရိတ်၅အဲ့ပရိတ်၅ဒီနေရာမှာပရိတ်၅လို့ဒါဥနိုင်ကကစားခြင်းတာနော်အဲ့လိုကစားခဲ့တဲ့ဆိုရင်ပရိတ်၅ရာကစားခဲ့တဲ့ဆိုရင်သူ့ရဲ့နောက်ပွဲမှာဒီ၉ခါကြောင့်၉ပရိတ်တကွက်တည်းထူပါမှာ ဒီရှိခါကြောင့်ဒီမှာရှိပရိတ်တကွက်ထဲထူပါမှာဒီခွန်ခါကြောင့်ဒီမှာခွန်ပရိတ်နော်ခွန်ပရိတ်ဒီတကွက်ထဲထူပါမှာဒီဘွဲမှာငါပရိတ်တာကြာခဲ့ရင်နောက်ဘွဲမှာတကွက်ထဲထူပါမှာပေါ့နော်ကြည့်ဟုတ်ပြီဥနိုင်ကိုနှစ်ကက်စီးနှစ်ကက်စီးလေးတွေနဲ့ကစားပြပါသုံးကက်စီးနဲ့ကစားပြပါပြောတဲ့မိတ်ဆွေပေါ့နော်ဥနိုင်နှစ်ကက်စီးနဲ့လေသူ့ရဲ့ကနန်းသွားလာမှုစီးစင်းပုံလေးတွေလုံးဝ ဥနိုင်နှစ်သက်တယ်ဆိုလို့ရည်ဥနိုင်ရဲ့မိတ်ဆွေတွေကိုအမြဲတမ်းကစားပြလေရှိတယ်ပေါ့နော်အဲ့တော့အဓိကဥနိုင်တို့ကဒီချဲကစားတယ်ဆိုတာကအခုပြောသလိုပဲချဲပေါက်ဖို့အတွက်နံပါတ်၁ကအဓိကပဲပေါ့နော်အဲ့တော့ချဲပေါက်ဖို့အဓိကကစားတဲ့အတွက်ကိုနှစ်ကန်းဆိုင်နဲ့လည်းဦးနိုင်ကစားတယ်၊သုံးကန်းဆိုင်နဲ့လည်းကစားတယ်၊လေးကန်းဆိုင်နဲ့လည်းကစားတယ်။နော် မတ်တဆက်ရင်လည်းကစားတယ်အဓိကဘလို့ကစားနည်းမျိုးနဲ့ပဲကစားကစားအဓိကဥနိုင်လို့ကချဲပေါက်ဖို့အဓိကပဲနော်ဟုတ်ပြီအဲ့တော့ဒီနှစ်ကတ်ဆိုင်ကြိုက်တဲ့မိတ်ဆွေတွေအတွက်ကိုနော်ဒါနှစ်ကတ်ဆိုင်လေးနဲ့ဥနိုင်အရင်ဆုံးကစားပြမယ်အခုကနန်းလေးတစ်ခွက်ကိုတင်ငါရှည်ရွယ်ခွန်ကိုရှည်ရွယ်တင်ငါရှည်ရွယ်ခွန်ကိုရှည်ရွယ်တုံညာရှည်နှစ်လို့လုံးတူထည့်လိုက်တယ် နော်အဲဒီဘက်မှာလည်းအဲ့လိုပဲတင်ငါးရှိတယ်ခွန်ကိုးရှိတယ်တုံညာရှိနှစ်လို့လုံးလူထဲနော်ပုံစံတူးနေပြီဒါဓာတ်ပုံစိုက်ခေါ်တာပေါ့ဦးနေတို့ကတော့တင်ငါးရှိတယ်ခွန်ကိုးတင်ငါးရှိတယ်ခွန်ကိုးနောက်တွဲတုံညာရှိနှစ်လို့ခွေတယ်တင်ငါးရှိတယ်ခွန်ကိုးနောက်တွဲတုံညာရှိနှစ်လို့ခွေတယ်ခွေပြီးတော့သူ့ရဲ့နောက်တဲ့နှစ်မှာခွန်နှလုံးရှိမှပူးတယ်ဒီ404လို့ပိတ်တယ်သူရဲ့နောက်တဲ့နှစ်မှာခွန်နှလုံးရှေ့မှာပူးတယ်ဒီ9က9လို့ပိတ်တယ်ကောင်းပြီဒါဆိုရင် 2025မှာသူအလုပ်လုပ်မယ်။သူလုပ်ဖို့တော့ကိုဘာလို့လုပ်မှာလဲဆိုတော့သူ့ရဲ့ဒီဆောင်မှာခွန်နှစ်တုံညာပတ်လဲရှိမယ်သူ့ရဲ့ဒီဆောင်မှာနှစ်ခွန်တုံညာပတ်လဲရှိမယ်။ဟုတ်ပြီ။ဒီကနေ့နှစ်ခုအဲ့ဒီလိုရှိပြီတာနဲ့တပင်းနှစ်ပင်သုံးပင်လေးပင်ကျော်လိုက်ရင်၈၁၆ရှိမယ်။တပင်းနှစ်ပင်သုံးပင်လေးပင်ကျော်လိုက်ရင်၈၆၁ရှိမယ်။ ဟုတ်ပြီအဲ့ဒီလိုတွေကစားပြီးတာနဲ့သူ့ရဲ့ဒီတပင်းနှစ်ပင်းအောက်မှာ3 9တစ်ဆိုတဲ့ကဏ္ဍပတ်လဲထောက်တယ်တပင်းနှစ်ပင်းရဲ့အောက်မှာနော်3 9တစ်ဆိုတဲ့ကဏ္ဍပတ်လဲသူကစားတယ်ပေါ့နော်ဟုတ်ပြီဩဒီမှာဒါလေးက3 9တစ်မဟုတ်ဘူး3 1 1 4 3 1 4 3ပတ်လဲထောက်တယ်ပေါ့နော်3 9တစ်မဟုတ်ဘူး1 4 3 ီ၈၁၆ကနေပြီးတော့တပင်း၂ပင်း၃င်း၄င်းတပွဲကျော်မှာ၁၄၃ဆိုတဲ့ကဏ္ဍပတ်လေဒီမှာလှန့်ထောက်တယ်ဒီမှာလည်းအဲ့လိုပဲ၈၁၆ကနေတပင်း၂ပင်း၃င်း၄င်းရဲ့တပွဲကျော်မှာ၁၄၃ဆိုတဲ့ကဏ္ဍပတ်လေလှန့်ထောက်တယ်နော်အဲ့လို၁၄၃လို့ထောက်ပြရတယ်သူ့ရဲ့ညာဘက်၁၂၃၄င်းမှာ၈၃ညာလေး၁၂၃၄င်းမှာ၈၃ညာလေးလို့သူထောက်တယ်နော်အဲ့တော့ထောက်ချက်ကဒီအောက်ကနေသွားတာ၈၃ညာလေး၁၄၃ ရှစ်လေးတုံညာဒီလေးတုံအဲ့ဒီကနေပြီးတိုင်းမင်းတူတက်သွားတော့ရှစ်တစ်ချောက်ရှစ်တစ်ချောက်ခွန်နှစ်တုံညာနှစ်ခွန်တုံညာနော်အဲ့လိုပြီးတော့မှရှစ်နှစ်တုံညာတုံညာနှစ်ရှစ်တင်ငါးတွေခွန်ကိုးတွေခွန်ခွန်အပူးကို၄ရက်၄ပိတ်တယ်ခွန်ခွန်အပူးကို၉ရက်၉ပိတ်တယ်ဟုတ်ပြီအဲ့လိုတွေကစားပြီးတော့ဒီခွန်ခွန်အပူးကို၄လို့ပိတ်ပြီးတာနဲ့၉ချိန်မှထွက်မယ်ဒီကနေ့ ခွန်ခွန်အပူကိုဒီကိုကကိုးလို့ပိတ်တာနဲ့ဒီကိုးချိန်မှာထွက်မယ်ဒီကနေ့ဘယ်ရလာလဲဘယ်ရလာလဲဆိုတော့ဥနန်တို့ဒီအောက်ကနေပဲယူလိုက်တာပေါ့နော်ဒီကနေ့ဒီကနေ့ထောက်ပြီးတာနဲ့သူ့ရဲ့နှစ်ပွဲကျော်ကနော်သူ့ရဲ့နှစ်ပွဲကျော်ကငါးကိုးချိန်ဆိုတဲ့ကနန်းပတ်လေဒီကနေ့ဒီကနေ့ထောက်တယ်သူ့ရဲ့နှစ်ပွဲကျော်ကငါးတစ်ကိုးဆိုတဲ့ကနန်းပတ်လေထောက်တယ်ဟုတ်ပြီအဲ့တော့တလေ၃ရက်နှစ်ပွဲကျော်ကငါး90ဒီသူ့ရဲ့နောက်တစ်နှစ်ကိုပရိတ်6ရဲ့အောက်မှာပြန်ကြတယ် ီကနန်းဒီသူ့ရဲ့နောက်တဲ့နှစ်မှာဗရိတ်ချောက်လို့ထောက်ပြီးတော့အောက်မှာပြန်ကြတယ်ကြပြီးတော့မှအဲ့ဒီကနန်းဒီကနန်းဒီဒီနေရာကိုလာထွက်တယ်ဒီကနန်းကလည်းအဲ့ဒီလိုပဲသူ့ရဲ့နောက်တဲ့နှစ်မှာနော်သူ့ရဲ့နောက်တဲ့နှစ်မှာဗရိတ်ချောက်လို့ဖြစ်ပြီးတော့သူ့အောက်ကိုကြတယ်ကြပြီးတော့မှဒီကနန်းဒီဒီနေရာကိုဒါလာထွက်မှာပေါ့နော်လာထွက်မှာဆိုရှေးပေါင်း၈ဝီပုံတန်ပေါင်းညင်း၈နောက်တဲ့နှစ်မှာခွန်ခါအဲ့မှာတကက်ရှိတယ် ရှိပေါင်းခွန်ဘွီပုံနံပေါင်းချင်းခွန်နောက်တဲ့နှစ်မှာခွန်ခါရှိပေါင်း6ဘွီပုံနံပေါင်းချင်း6နောက်တဲ့နှစ်မှာခွန်ခါနော်အဲတိုင်မင်ကိုတဲတာအဲ့တော့ဒီရှစ်ကဒီလိုရှစ်လို့လို့လို့အဲ့ဒီနှစ်ထဲမှာဖြစ်စဉ်တစ်ခုကြားခဲ့ရမှာပေါ့နော်ဘူးလာကခဏလေးရက်တောင်လေးခတ်လာမှာပြဟုတ်ပြီ နော်အဲ့ဒီရှစ်ကဒီလိုရှစ်လိုဖြစ်ခဲ့လို့အဲ့ဒီနှစ်ထဲမှာဖြစ်စဉ်တစ်ခုကစားခဲ့မယ်ဘယ်လိုဖြစ်စဉ်မျိုးလဲဆိုတော့နောက်နှလုံးပေါင်းတုံညလို့စပြီးထည့်မယ်နောက်ပေါင်းတုံညလို့ထည့်မယ်ထည့်ပြီးတာနဲ့ဒီကနန်း၄လုံးပေါင်းချင်းဒီတုံညလို့ဖြစ်မယ်နော်နောက်နှလုံးပေါင်းတုံညလို့ထည့်မယ်တစ်ခွန်2တုံညပေါင်းချင်းဒီ၄လုံးပေါင်းချင်းတုံညလို့ထည့်မယ်ထည့်ပြီးတာနဲ့သူ့ရဲ့အောက်မှာ6လို့ပုံသေးပိတ်မယ်အဲ့ဒီလိုပိတ်ပြီးတော့ထိတ်စီ၃လုံးပေါင်းခြင်းတုံညကိုဒီ၃လုံးပေါင်းခြင်း တုံညလို့ဖြစ်လိုက်တဲ့အတွေ့သူ့ရဲ့အောက်မှာရှိတဲ့၄နှစ်တစ်ဆိုတဲ့ကနန်းဒီတနစ်ချဒီဘက်နှစ်မှာကိုးပရိရဲ့အောက်မှာသူထွက်တယ်ဒီကနန်းကကိုးပရိကြပြီးတဲ့နေသူထွက်တယ်ဟုတ်ပြီဒါပထမတစ်ခက်ပေါ့နော်ကောင်းပြီဒါဆိုရင်ဒုတိယအကတ်မှာနဲ့တို့ဒီမှာရှေပေါင်းခွန်ဝိပုံညာခွန်လို့ဖြစ်တယ်ဖြစ်တော့ပထမအကတ်ကလို့ပဲအဲ့ဒီနှစ်ထဲမှာနော်နောက်နှလုံးပေါင်းတုံညလို့တွေ့ပြီတုံညလို့တွေ့ပြီးတာနဲ့ ဲ့နောက်ပေါင်း၃ည၃ည ਨੇ ခွန်းခွန်း၃ည၆လေးလုံးပေါင်းချင်းလည်း၃ညလို့ဖြစ်တယ်ဖြစ်ပြီးတော့၆လို့ပုံတည်ပိတ်တယ်ပိတ်ပြီးတော့ ਨੇ ဒီ၃လုံးပေါင်းချင်း၉ကိုဒီ၃လုံးပေါင်းချင်း၉လို့ဖြစ်တဲ့အတွက်ဒီကဏ္ဍဒီနော်သူ့ရဲ့တနှစ်ကျော်ဒီဘက်နှစ်မှာ၉ပြိတ်လို့ကြပြီးတာ ਨੇ လာပြီးတော့အကွက်ရွှေ့ဖြစ်နေအစားတယ်ဟုတ်ပြီဒါဆိုရင်ဥနိုင်တို့ဒီမှာရှင်းလုံးပေါင်း၆ကဘွေးပုံစံ၆လို့ကစားတယ် ကစားတော့အဲ့ဒီနေ့ထဲမှာလဲပရမအကတ်ဒုတိယကတ်ကလို့ပဲနောက်နှလုံးပေါင်းတုံညလို့ကစားတယ်ဒီလေးလုံးပေါင်းချင်းတုံညလို့ပဲထည့်တယ်နော်နောက်ပေါင်းတုံညလေးလုံးပေါင်းချင်းတုံညလို့ထည့်တယ်ထည့်ပြီးတော့6လို့ပဲပုံသေးပိတ်တယ်ပိတ်ပြီးကြနဲ့ထိပ်စီးသုံးလုံးပေါင်းချင်း8ကိုဒီသုံးလုံးပေါင်းချင်း8လို့ဖြစ်တယ်ဖြစ်လိုက်တာနဲ့ဒီ9 9တဆိုတဲ့ကဏန်းဒီသူ့ရဲ့တနစ်ချပြီးနောက်တစ်နှစ်မှာ9ပရိတ်လို့ထွက်ပြီးတာနဲ့သူ့အောက်ကိုကြောက်နော်အင်မတန်ကောင်းမွန်တဲ့စိုက်ကလေးဖြစ်တယ်ပေါ့နော် ပရမအကတ်မှာနောက်ပေါင်း၃ည၄လုံးပေါင်းချင်း၃ည၆လို့ပုံတည်ပိတ်နော်နှလုံး၃ည၄လုံး၃ည၆ပိတ်တယ်ပိတ်ပြီးတာနဲ့ထိပ်စီး၃လုံးပေါင်း၃ညကိုဒီ၃လုံး၃ညလို့ဖြစ်လိုက်တာနဲ့ဒီကနန်းဒီသူ့ရဲ့တနှစ်ကျော် ကိုးပရိထွက်ပြီးတဲ့နဲ့သူ့အောက်ကိုဒီကနန်းလိုက်ထွက်တာပဲဒါပရမတကက်ဟုတ်ပြီဒါဆိုရင်ဦးနဲ့တို့ဒုတိယအကတ်မှာလည်းအဲ့လိုပဲနောက်ပေါင်း၃ည၄လုံးပေါင်းချင်း၃ည၆လို့ပုံတည်ပိတ်တယ် ဒီသုံးလုံးပေါင်းခြင်းကိုကိုဒီသုံးလုံးပေါင်းခြင်းကိုလို့ဖြစ်တယ်ပထမသုံးညာဖြစ်တယ်အခုဒုတိယကံမှာဒီသုံးလုံးကကိုကိုဒီလိုကိုလို့ဖြစ်တယ်ဖြစ်လို့မို့ဒီကနန်းဒီခွန်ရှစ်ခွန်ဆိုတဲ့ကနန်းဒီတနေ့ချပြီးနောက်တနေ့မှာကိုပရိကြပြီးတော့ထွက်တယ်နော်ကြည့်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီတတိယအကံမှာနှလုံးသုံးညာလဲကစားတယ်လေးလုံးပေါင်းခြင်းသုံးညာလဲကစားတယ်6လဲပိတ်တယ်ပိတ်ပြီးကြနဲ့ဒီသုံးလုံးပေါင်းခြင်းဒီ8ပထမသုံးညာ ဒုတိယ၉တတိယဒီသုံးလုံးပေါင်းရင်၈အဲ့ဒီ၈ကိုလည်းဒီသုံးလုံး၈လို့ထည့်လိုက်တဲ့အတွက်သူ့အောက်မှာရှိတဲ့၉၅၁ဆိုတဲ့ကဏ္ဍဒီတနစ်ချပြီးတော့ဦးနိုင်တို့ကဒီမှာ၉ပြိတ်ထွက်ပြီးတယ်ဒီနေရာလေးကိုဦးနိုင်ကကစားခြင်းပေါ့နော်ဒုနဲ့လိုရင်းလေးပေါ့နော်ခွန်နဲ့၃နဲ့၆တဲ့၃၃၅လို့ပတ်လည်ဖြစ်တယ်ဒီသုံးလုံး၅ကိုဒီသုံးလုံး၅လို့ထည့်ထည့်လိုက်တာနဲ့တပြိုင်နက်နော်ထည့်လိုက်တဲ့နေရာနဲ့ဒီသုံးလုံးပေါင်းရင်၉ဒီသုံးလုံးပေါင်းရင်၉နော် ီကနန်လေးလုံးပေါင်းချင်းကိုးလို့ကိုးဖြစ်ချင်း၃ချက်ကစားတဲ့အတွက်ဒီနေရာမှာရှိခဲ့တဲ့ငါးတုံညာငါးဆိုတဲ့ကနန်သည်နော်ဒီနေရာမှာလာထွက်တော့မဲ့အချိန်မှာ၃လုံးပေါင်းချင်းခါ၃လုံးပေါင်းချင်းကိုးလို့ပုံတည်ထည့်တဲ့၃ထိပ်စီအောက်မှာထွက်တယ်ဒါပရမတကက်ပေါ့နော်ဒုတိယကတ်မှာလည်းအဲ့လိုပဲနဲ့လို့ဖြစ်စဉ်တွေအားလုံးကိုတီလိုက်တယ်၃နဲ့9နဲ့ထောက်တယ်၃၃၅လို့ဖြစ်တယ်ဒီ၃လုံး၅ကဒီ၃လုံး၅လို့ဖြစ်တယ် ၃လုံးပေါင်း၉၃လုံးပေါင်း၉၄လုံးပေါင်းချင်း၉လို့ဖြစ်တယ်။ဖြစ်လိုက်တဲ့အတွက်ဒီမှာရှိတယ်၃ည၈၅ဆိုတဲ့ကဏ္ဍသည်၄လုံးပေါင်းချင်း၉လို့ဖြစ်တဲ့နေတဲ့မှာထွက်မှာထွက်တော့မဲ့အချိန်မှာခါ၃လုံးက၉လို့ပဲပုံသေးထောက်တယ်၃ထိပ်စီးရအောင်ပါပဲဒီကဏ္ဍလေးကဒီမှာလာပြီးတော့ထွက်ခဲ့တယ်။ဟုတ်ပြီအဲ့ဒီ၃ထိပ်စီးတွေကလည်းအကြောင်းမဲ့မဟုတ်ဘူးဒီကဏ္ဍကိုပြချင်း၃ချက်ထောက်တယ်လို့သူ့အောင်မှာဂွာပေါင်းချင်း၈နော်အဲ့ဒီကိုဒီ ခါတုံလုံး6လို့ထောက်တယ်ဘွားရှိရပါဝါ3ထိပ်လို့ထောက်ပြီးတော့မှ9တောင်ကဒီနေရာကနန်းထွက်တယ်ဒုတိယကမှလည်းအဲ့လိုပဲ6ဖြစ်ချင်း3ခွဲ့6ဖြစ်ချင်း3မျိုးထောက်တယ်ဂွာပေါင်းချင်း8လို့ဖြစ်တယ်6ဖြစ်ချင်း3မျိုးထောက်တဲ့တွေဒီတုံညာရှင်ကထွက်ဖို့အတွက်ကိုခါတုံလုံး6လို့ထည့်တယ်ရှိရပါဝါ3ထိပ်လို့ထွက်ပြီးတော့မှရှင်ကားတုံညာပတ်လေဒီမှာထွက်တယ်ဟုတ်ပြီဒါဆိုရင်ဥနိုင်တို့တတိယအကမ်းမှာเนาะဖြစ်စဉ်ဒီအားလုံးကိုတီလိုက်တယ် ခွန်းနဲ့၃နဲ့ဖြစ်တယ်၃၃၅ဖြစ်တယ်ဒီ၃လုံး၅ကဒီလို၅လို့ဖြစ်တယ်ဖြစ်ပြီးတော့ဒီ၃လုံးပေါင်းခြင်း၉ဒီ၃လုံးပေါင်းခြင်း၉ဒီ၃လုံးပေါင်းခြင်း၄လုံးပေါင်းခြင်း၉လို့၉ဖြစ်ခြင်း၃ချက်ထောက်တယ်ဂွားရှိလို့ပဲကစားတယ်ကစားပြီးတဲ့နည်းဒီ၁၅၉ဆိုတဲ့ကဏ္ဍဒီနော်ဒီနေရာလေးကိုဦးနိုင်ကကြားနေတာဘာဖြစ်လို့လဲဆိုတော့ခါ၃လုံးပေါင်းခြင်းက၉လို့လည်းဖြစ်နေပြီ၃ထိပ်စီလည်းထောက်တဲ့တော့ကိုဒီနေရာကိုကြားနေတယ်ကောင်းပြီအဲ့တော့ ဲ့ဒီတင်ငါကိုနဲ့ပတ်သက်လို့နော်ဒီကနောက်တစ်ခါဘာပြပေးရမလဲဆိုဦးနိုင်တို့ဒီမှာနှစ်ပိတ်မှာပေါ့နော်နှစ်ပိတ်မှာငါးထည့်စီးလို့ကြလိုက်တာဒီနှစ်စာနေဦးနိုင်မကြည့်ကြည့်တော့ကွာနှစ်ပိတ်မှာငါးထည့်စီးလို့ကြကြတော့ငါးထည့်စီလို့ကြားတဲ့နှစ်ထဲကကနန်းတကွက်ပေါ့ငါးနှစ်တုံညသည်တနည်းချပြီးဒီဘက်နှစ်မှာငါးနှစ်တုံညတဲပဲထွက်တယ်နော်အဲ့ဒီကနေပြီးအဲ့နဲ့လိုက်ကြည့်လိုက်တာငါးထည့်စီလို့ဒီမှာတကထပ်တွေ့ ပြီးတော့ဒီနေ့ထဲကငါးထည့်စီလို့ကြားတဲ့နေ့ထဲကဒီ၄၃၄ဆိုတဲ့ကဏ္ဍဒီတနေ့ချပြီးဒီဘက်နဲ့မှာတဲ့ပဲထွက်တယ်။ကငါးထည့်စီလို့ထပ်တွေ့တယ်။ပြီးတော့အဲ့ဒီနေ့ထဲကနော်ငါ၃ခွန်ခွန်ဆိုတဲ့ကဏ္ဍဒီတနေ့ချပြီးဒီဘက်နဲ့မှာတဲ့ထွက်တယ်။ဟုတ်ပြီ။ဒါဆိုရင်အဲ့ရနေပြီးလိုက်ကြည့်တဲ့အခါမှာဒီမှာငါးထည့်စီလို့ထပ်တွေ့တယ်။ပြီးတော့အဲ့ဒီငါးထည့်စီလို့ကြားတဲ့နေ့ထဲကခွန်၈ခွန်ဆိုတဲ့ကဏ္ဍဒီတနေ့ချပြီးဒီဘက်နဲ့မှာခွန်၈ခွန်လို့တဲ့ပဲထွက်တယ်။နော်။ကောင်းပြီ။ဒါဆိုရင်ဦးနိုင်တို့ဒီမှာငါးထည့်စီလို့ဒီမှာတွေ့တယ်။ တွေ့တော့အဲငါးတက်စီလိုတွေ့တဲ့နှစ်ထဲကကနန်းကတနစ်စားပြီးဒဲထွက်ရမှာဆိုတော့ဒီမှာ6 9တဆိုတဲ့ကနန်းတကွက်ရှိတယ်ဟိုနှစ်ဦးမှာ9 1 9ဆိုတဲ့ကနန်းတကွက်ရှိတယ်เนาะအဲ့တော့အခုဦးနိုင်ပြခဲ့တာဒီเนาะဦးနိုင်ပြခဲ့တာဒီဒါ6 9တဆိုတဲ့ကနန်းပြတဲ့အတွက်ကိုဦးနိုင်ကတော့6 9တလို့ပဲနေရထိုင်လေးထည့်ပေးထားတယ်အဲ तू က9 1 9လည်းရှိတယ်6 9တလည်းရှိတယ်ကြိုက်တဲ့မိတ်ဆွေတွေ9ပြိတ်ကြိုက်တယ်ဆိုရင်ဒါထိုးလိုက်တော့ပေါ့เนาะ အဲ့ဒီနှစ်ထဲမှာနော်ဟိုပူလိုက်တာအဲ့ဒီငါးထိပ်လို့ကြားတဲ့နှစ်ထဲဟာကိုးငါးတစ်ဆိုတဲ့ကဏ္ဍငါးပရိတ်လည်းရှိတယ်လို့အဲ့ဒီနှစ်ထဲမှာလည်းဒီမှာကိုးတုံညာ6ဆိုတဲ့ငါးပရိတ်လည်းရှိတယ်အဲ့ဒါငါးပရိတ်ကြိုက်တဲ့အတွက်ကိုဦးနိုင်ကကိုးတုံညာ6လည်းထည့်ပေးထားတယ်ကိုးငါးတစ်လည်းထည့်ပေးထားတယ်နော်အဲ့တော့ကြိုက်တဲ့မိတ်ဆွေတွေကိုကြိုက်တဲ့ကဏ္ဍကိုကိုကကိုရွေးပြီးထိုးလိုက်ဦးနိုင်ကဦးနိုင်မြင်တာလေးကိုပြပေးတာအဲ့တော့